တယ်မန္တပေါ်ပါတယ်ဒါရဘမန္တပေါ့အဘမန္တထုတ်ပြီးတော့ဒါရဘအခင်းကြီးနေပေါ့အောက်ကလည်းဖြားတယ်ဘာလို့လဲခင်းမနေရအောင်အဲ့လိုကြအောင်ထုတ်ပြီးတော့လူတယောက်တိုင်းကျတော့ဘိသဘကမာရဘဘုဒ္ဓဘာသာယုံကြည်တယ်ဆိုတဲ့သူတိုင်းတယောက်ပြန်တွေ့ဖိစာလေးတခုလည်းကမ်းအောင်တော်တော်စောစောလေးအဲကျတော့စီကိုလာဖို့ဆိုတာကျတော့တပည့်တော်ကနေတော့တစ်ခါမှမဖိတ်ဘူးအောင်ကျတော့အဲ့ဒီတစ်ခါတော့ အဲ့ဒါဆိုညီစီဝေးပါလားမှန်ပါဗျာအဲ့ဒါလုပ်ကြအောင်အဲ့ဒီစီဝေးပါပြီးဆုံးပါအရိယာဓမ္မကုညီဆောင်ရှောက်ရည်ဆိုရပါတော့တမကဆိုပြီးတော့ဖွဲ့လေးတစ်ခုဖွဲ့အဲ့ဖွဲ့တဲ့တော့ဘုဇဝကောင်းရာဘုရားဝါလာရဝင်ကျင်တဲ့သူပဲ မဝင်ကျင်တဲ့သူကလည်းနေပေါ့ဝင်ကျင်တဲ့သူနေဆိုတာပြီးဆိုမှကမ္ဘာဝါဒဗုဒ္ဓဘာသာဖြစ်နေမယ်တို့နေမယ်ကုညီဆောင်လျှောက်တဲ့လုပ်ငန်းမျိုးကိုတို့မလုပ်ချင်ဘူးဆိုတဲ့သူကမဝင်နဲ့ပေါ့နော်အဲကုညီဆောင်လျှောက်တဲ့လုပ်ငန်းကိုလုပ်ချင်တယ်လို့ဆိုတဲ့သူကဝင်ပေါ့အဲ့အဲ့လိုဝင်တော့ဝင်တဲ့သူကြီးတွေကအဲလာတိကြီးတို့ဘာလို့ပေးရလဲဘာလို့ဆိုတော့ကုညီဆောင်လျှောက်ဖို့အတွက်ဆိုငွေကြီးไปทางนี้แล้วรู้อ่ะวะเนาะวินเนี่ยตัวไปอ่ะ ဝင်နေတူတော့မရဘူးကွာ။အဲ့လိုမျိုးလေးလောက်ကြအောင်။အဲ့ဒီငွေကြေးလေးနဲ့ဒါကျတို့တူရဲ့ဈေးကတာလေးပါလေးပြီးပေါ့နော်။မှန်ပါဗျာ။အဲ့အဲ့လိုမျိုးလေးထောက်ပါနာလေးလောအဲ့ရစီတန်းကလနာလေးရောပေါ့နော်။ဒီကကလနာလေးဆိုတာအဲ့ဒီသမကမှာဝင်နေတူစင်တော့ဘယ်လိုစီတန်းလေးဘယ်လိုစီတန်းလေးလူမျိုးစီတန်းလေးလိုက်နာရမယ်ပေါ့နော်။မှန်ပါဗျာ။ လိုက်နာမလိုက်နာဘူးလို့ဆိုရင်မလိုက်နာတဲ့သူကိုဒီသမဂ္ဂဝင်နေရဲ့အစည်းအဝေးမှာ တင်ပြရမယ်သိရဆိုရင်မှန်ပါတယ်တင်ပြပြီးတော့အဲ့သမဂ္ဂဝင် ဖြစ်တဲ့သူတွေကနေပြီးတော့သူ့ကိုတာမျက်နှာစုံကြီးအော်ဘယ်လိုဖြစ်အောင်ဆုံးမရမယ်ပေါ့နော်မှန်ပါဗျာအဲဆုံးမလို့သူကဒါငါငါကိစ္စငါလွတ်လပ်လွတ်လပ်လာနေတာပဲအဲ့မင်းတို့မင်းတို့ဆုံးဖြတ်တာငါမလိုက်နိုင်ဘူးဆိုရင်လေအဲ့ဒီ ဘိသုဗံကမ္မဝါဒဘိသုဗံကမ္မဝါဒတော့ဖြစ်ရအရိယာဓမ္မအကူညီဆောင်ရှောက်ရေးတမခနေပြီးတော့ထွက်ပေါ့နော်မှန်ပါဗျာတို့မို့နားပေါ့အဲဒီလိုမျိုးလေးတယောက်ကိုတယောက်စုပြီးပြင်ဆင်တဲ့စနစ်ဟာတရားဝင်စုပြီးပြင်ဆင်တဲ့စနစ်ကလေးဖြစ်သွားအောင်ပေါ့နော်မှန်ပါဗျာအပူကောင်းသွားတော့ပေါ့နော်အဲလိုဆိုတော့မလို့နှုံးလို့ရှိရင်ကိုယ့်အတန်ကိုနေနေကြရတာဆိုတော့လည်းကိုလှုပ်ချင်တာကိုကိုလှုပ်တယ်ကိုလှုပ်လို့မလို့ မတော်ဘူးလို့ထင်လည်းပဲသူကလာပြောနေကွာကိုပဲเนาะအဲသူတို့လောက်တာလည်းပဲကိုလာပြောတော့မပြောသူကသူတို့ကြိုက်တာလို့အဲ့လိုမျိုးလေးတွေဖြစ်တာပါเนาะအဲကျုပ်တို့လူလေးတွေတဲ့မှာလည်းပဲလူမှုဖောက်ပြန်တာလေးတွေရှိတဲ့ပုံရှိတယ်ဗျာကြားတယ်ပေါ့เนาะလူမှုဖောက်ပြန်တာလေးတွေရှိတယ်ဆိုကျုပ်တို့ကြီးပြောနေရလဲမကောင်းဘူးဗျာเนาะပြောရင်ဆိုတော့အဲ့လိုဖွဲ့စည်းလေးဖြစ်တယ်လို့ဆိုရင်ဒီဖွဲ့စည်းလေးကနေပြီးတော့ ကိုလက်တမကဝင်ဆိုတော့အဲ့ဒီတမကဝင်เนี่ยနေပြီးတော့ပြောအောင်ပါเนาะမှန်ပါဗျာအဲ့ပြောတယ်ဆိုလို့ရှိရင်တော့သူလိုက်နာမှာပေါ့တကယ်လို့မလိုက်နာဘူးဆိုရင်သူ့ကိုဒါ Facebook ကနေပြီးတော့ကိုယ်ကထုတ်ပြလိုက်ရမှာလားမှန်ပါဗျာအာဒီလူဖြစ်ဒီလူဒီလူဖြစ်တယ်သူတို့ကနေပြောပြောဆိုဆိုပါတယ်သူမလိုက်နာဘူးဖြစ်တဲ့အတွက်သူ့ကိုတော့ရှင်ပြထုတ်လိုက်ပြီဆိုတော့ပြောလို့ဆိုတော့လူသိရှင်ကြအဲ့လောက်ပါပေါ့เนาะမှန်ပါဗျာ ဒါဆိုရင်တော့ဟိုကျွတ်ဘုံကြီးတွေဝါရဏပြုထားတာပေါ့ဗျာဝါရဏပြုတယ်ဆိုတော့သူများတော့သိမှာပဲပါတယ်ကုကုဘုံလောကကိုအထာတာပေါ့ဗျာဒီလိုမာနေတာမြင်ကြားရင်ယုံပါရင်အဲဒီလိုပြောနိုင်ကြတယ်ဗျာဒါဆိုရင်ကုကုဘုံကြီးတွေကိုအထာလိုက်တာလို့ဒီလိုပြောရတော့မှာပဲပေါ့နော်မှန်ပါဗျာအဲ့လိုဆိုတော့အဲ့ဒီဘုံကြီးကလည်းပဲရှိခိကပါတော့ကုခိတော့မဟုတ်တော့ဘူးပေါ့ အဲ့လိုတုံးခုသူ့ဘာဖြစ်တဲ့သူလူမှုစည်းကမ်းတစ်ခုပေါ့နော်ဘုံကြီးစည်းကမ်းတစ်ခုချုပ်တဲ့တဲ့လို့ဆိုလို့ရှိရင်သူ့ပြောခွင့်ရှိတယ်အဲ့လိုပြောရင်သူကလည်းပဲလိုက်နာတယ်အဲ့လိုပြောလို့မလိုက်နာဘူးဆိုလို့ရှိရင်သူဒါအပြစ်ရှိတာပေါ့နော်အဲ့ဒါလေးနဲ့ဆက်လို့တော့နည်းနည်းပြောအောင်မယ်အဲကျတို့ဘုံကြီးတွေပါအပြစ်တစ်ခုဖြစ်လာပြီလို့ဆိုရင်သေးသောကြီးသောမဟုတ်ဘူး အဲ့ဒီအပြစ်အပြစ်ကိုသူကူစားရတယ်ဗျာအဲ့ဒီအပြစ်ဖြစ်ခဲ့တာ ਨੇ မကူစားဘူးလို့ဆိုလို့ရှိရင်အပြစ်ကြီးကြီးဖြစ်သွားစေတယ်ဗျာအပြစ်ကြီးကြီးကြီးဆိုတာဘယ်လိုလဲလို့ဆိုရင်ဥခိတကဆိုပြီးတော့သူကံဆောင်ပြလိုက်ရတယ်မှန်ပါဗျာဒါလေးလည်းဘုဒ္ဓတာပြနားထောင်ကြပါနော်ဥခိတကဆိုတာဥခိတကဆိုတာဘာမှလို့ဆိုရင်လွင့်ပြထားလိုက်တယ်လို့ဆိုတဲ့အဓိပ္ပာယ်ပေါ့မှန်ပါ အဲအဲ့ဒီဘုံကြီးဟိုဘုံကြီးလောကကြီးကဘယ်လိုလွှင့်ပြထားလိုက်ကြလဲလို့ဆိုရင်အဲသူပါရင်ဘုံကြီးအစည်းဝေးတာပါဘာကပိန်ထဲမှာဘုံကြီးပဲစီဝေးကြတယ်ဆိုတာဘုံကြီးတွေပဲစီဝေးကြတယ်အဲ့စီဝေးနေတော့လူဝင်လာလို့ရှိရင်အဲ့ဒီစီဝေးပြတ်တယ်အဲ့ဒါလိုဥက္ကိတကဘုံကြီးဝင်လာရင်လည်းအဲ့ဒီစီဝေးပြတ်တယ် ရတကယ်လို့အစည်းအဝေးကအစည်းအဝေးပြတ်တယ်လို့ဆိုလို့ရှိရင်အဲ့ဒီအစည်းအဝေးကဆုံးဖြတ်တာလည်းပဲအစည်းအဝေးတောင်ပြတ်မှာတော့ဘာမှမအောင်မြင်ဘူးပေါ့ဗျာမှန်ပါဗျာဥပမာကထိန်ခင်းတယ်အိုကေတကဘုံကြီးတစ်ပါးပါတယ်ဆိုရင်အဲ့ဒီကထိန်ခင်းလို့မရဘူးမှန်ပါဥပမာရမ်းခံတယ်အဲ့ဒီဘုံကြီးတစ်ပါးအဲ့ဒီပြည်သက်ထဲဝင်ပြီးနေတယ်ဆိုရင်အဲ့ရမ်းခံလို့မရဘူးမှန်ပါအဲ့ဒါလိုတကယ်လို့ဥပုပ်ပြူကြတယ်အဲ့အဲ့ဒီအိုကေတကဘုံကြီးတစ်ပါးပါတယ်ဆိုရင်ဥပုပ်ပြူလို့မရဘူး ဟိုဒီဘာမှဆုံးဖြတ်လို့မရဘူးဗျာဆိုလိုတာတော့နော်အဲ့လိုဆိုတော့ဘုန်းကြီးကဒီလိုတို့ပြန်ထားတာဒီလိုပြောအောင်ဗျာနော်အဲအဲ့ဒီလိုအဲ့ဒါလည်းပဲဘုန်းကြီးဒီလောကမှာသိသိတဲ့ပုံရှိတယ်အေးပြကြတဲ့ပုံရှိတယ်။အဲ့တော့အဲ့လိုသိပြကြတဲ့ပုံမရှိတော့ ไอ้ปิดท่าได้กันမျိုးอ่ะแหละเว้ยเอ่อยุทธุปรมาปิตาธนายောက်ลาได้ตะไม้มาเพียงตะคาบ่ไม่หลบผู้รู้ทีนะปิดท่าเนี่ยแหละพ่อจิตะอกลงเตี่ยวแท้เตี่ยวได้ปิดท่าแล้วปุตตะชื่อเนี่ยตุเลยอ่ะตะเกลุกูอ่ะนี่ไปแล้วเอ่อดีအမှုအဖျားနေပြီးတော့ဒီလိုလိုလိုက်နာမယ်လို့ပြောတယ်ဘူးမလိုက်နာဘူး กว่างานนี้ชินรู้นี่มาพอลุละละนี่ซะพะยาสิโลไอ้ลุเปียวเองถ้าซื้อเนาะตูสั่นเปลี่ยนไปได้สรแล้วตูปิฐาขันมาเปียอุมารุจุรุวาสู่จะได้สรแล้วคุณนี่วาสู่ตะคันคันจะเราวาริบาริจูราบ่เนาะวาริบาริจูเลยสรุษิยะอ่าเยี่ยมยาวาสู่อ่ะแม่หาเนี่ยวาจูตัวละเลยสรุษิยะအဲ့ဒီခုန်ကြီးအမလီဝါကွာပြုတ်စားရတာလည်းမှတ်လို့ပြောလိုက်တယ်ဆိုတော့ဗျာ เออเอ้าမျိုးစင်တော့အာနာဖိသနာပြရတာเนาะအဲ့လိုစင်အဲ့ခွန်ကြီးတော့ပြထားမယ်ကံဆောင်အောင်ပါတူရင်ဒီလီလင်္ကာလို့ဆိုရဲဒီဟိုမှာလည်းပဲခွန်ကြီးတွေတဘာနဲ့တဘာဥခိတက ပြုတ်တယ်လို့ဆိုတာရှိတောင်းရှိတဲ့ပုံရှိဘူးဒီဥခိတကပြုတ်တယ်လို့ဆိုတာဥခိတက ပုဂ္ဂိုလ်လို့ဆိုတော့သိနေတယ်ဥခိတကကံဆောင်ခံရတဲ့ပုဂ္ဂိုလ်ဥခိတကပုဂ္ဂိုလ်ပဲပေါ့เนาะမှန်ပါဗျာ အဲဒါပြောလို့အဲ့ဒီဥက္ကိတကကံဆောင်ခါတဲ့ပုဂ္ဂိုလ်ကိုမရှိဘူးထင်တယ်။ဆောင်ကြဘူးပေါ့ဗျာ။အဲဥက္ကိတကကံဆောင်ရင်သူ့အဖြစ်ကဘာမှမကြည့်ဘူးသေးသေးလေးပဲထား။ဘုမပြောကြလို့ဆွန်စားတယ်။အဲဆွန်စားတဲ့အခါမှာအဲသူနေကိုပလုတ်ပလောင်းစားတယ်။ဘုံဘုံဟင်းနေကိုရှုပ်ခနဲရှုပ်ခနဲနေအောင်အတံပလန်ကြီးကြီးပြီးတော့ တောက်တယ်ဆိုတာနဲ့ဒါဖိသေးတော်တော်လေးပေါ့နော်ဒုက္ခဘာလောက်တင်မှာပါအဲ့ဒီဒီတော်တော်လေးဒုက္ခဘာလောက်တင်တာဘူးဘုန်းကြီးတစ်ပါးပြောမှာပေါ့ရှင်ဗျာအဲ့လိုမတင်ပြဘူးဒါဗျာဟောခဲ့တဲ့အတူ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 ကာကဘုဒ္ဓတာမိတိတိခကရဏီယာလို့ဆိုတဲ့တိခဘုံနဲ့ကိုယ်ညီနေတယ်လို့သူပြောမှဆိုတော့ဗျာပြောခွင့်ရှိတယ် ဘုံကြီးသေးသေးလေးကလည်းကြီးကြီးကြီးကိုလည်းပြောခွင့်ရှိတယ်သေးသေးကြီးကြီးပေါ့ဗျာပြောခွင့်ရှိတယ်အဲပြောလိုက်တဲ့အခါကျကြီးကြီးရနေပြီးတော့မပြင်းကျင်တဲ့အခါကျတော့ပြောတာပေါ့ဗျာဘာငါဒါဒီလိုလေးဖြစ်တာနဲ့ငါဘာဖြစ်တာမှလုပ်ရလို့ကပြောဝင်ဆိုတာဗျာအဲ့ဒါဆိုရင်သူကဝိစံတော်ဖရာရဲ့အာနာထားတဲ့တိတ်ခါတော့ပြည့်ပါတာဖြစ်သွားပြီလို့ပြောမှာပါနော် ဲ့လိုဆိုရင်အဲ့ဒီဖုန်ကြီးကလေးကနေပြီးတော့တန်ခါကိုလျှောက်တော့ရှင်များတို့အဲ့ဒီဖုန်ကြီးကတော့အပြုတ်ပြေမခံဘူးသူ့ကိုဟင်းနေဟင်းတော့တဲ့အခါမှာတရှုပ်ရှုပ်နဲ့တကယ်စားတာမျိုးမဖြစ်ပါနဲ့လို့ပြောလို့လည်းမရဘူးဒါလေးတော့တော့ဘာဖြစ်မှာတော့ကွာနဲ့သူပြန်ပြောတယ်လို့ဆိုရင်အဲဖုန်ကြီးကစီဝေးစီဝေးပြီးတော့အဲ့ဒီဖုန်ကြီးဟိုပေါ်ရကြီးကြီးနေနေသူခေါ်ခေါ်ပြီးတခါလာသုံးပါတာပေါ့ ကိုရောကြီးဖျားနေပြီးတော့ဒီလိုပြင်းရထားတယ်ဆိုတော့ကိုရောလိုက်နာရမယ်ဟာပဲဒါဖြစ်လို့မလိုက်နာကလေးလို့ဆိုအာသွန်လေးကလည်းကိုဝါသမားချုပ်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 ကလစ်မီတာလောက်တော့ကိုရောတော့လည်းပြောနေကြတယ်လို့များပြောရင်ပေါ့ဗျာအဲအဲ့ဒီဟိုညို तू လိုက်နာပြင်ချင်ပါမယ်လို့ तू မလုပ်ဘူးလို့ဆိုလို့ရှင်ကတော့ဖြင့် तू လည်းအဲ့ဒီလိုပဲဗျာကံဆောင်ခံရတာပဲဗျာနော် လူလေးဘုကုတ်ကလာခဲ့တယ်ဟာတပတ်ဗျာဟောဟိုကဟိုဟုတ်ကဲ့ဟုတ်ကဲ့ဒီကိုကြည့်ရလို့တော့မရင်လာမယ်ဆိုတာတည်နေတယ်ဟုတ်ဟုတ်ကဲ့ဘာညာပြေးရနော်ပြေးရပါဗျာဟုတ်ကဲ့အဲသူ့လည်းမှတ်ထားကြပါဗျာမိတ်ဆွေတောင်ဖြစ်နေနော်ဒါဦးရင်တို့မိတ်ဆက်ပြလဲပါတို့ကဲပြေးရကိုအောင်တပြေးတဲ့ဟုတ်ကဲ့လို့အတန်ဖန်နေပါတယ်တော့အတန်ဖန်အင်ဂျင်နီယာလေဟုတ်အဲအဲ့ကကြာကျင်းတယ်အလိုက်ပေါ်ကကျိုးနေဒီအရေးတရားကိုရောက်တယ်ပေါ့ဗျာ ဟိုမိုးကောင်ကတော့ကျောင်းရဲ့သူရဲ့ company မှာတော့လောက်နေသူရဲ့စာတီးကတော့ပြည်မှာဒါလောက်ပါပဲနော်တွေ့တယ်ဟုတ်တယ်မန်ဟိုလွယ်ပါလေအောင်တပြေဆိုတာအော်ဘာရဲ့ပြီးဆိုနာမည်အောင်တပြေလားကိုကိုတပြေလို့ပြီးထားတာကိုတပြေအေးဟုတ်ဆိုဟုတ်ပြီမထားရပါတော့တော့ဖေးဆိုတော့ဘောတွေ့ဘူးရတာပါတော့အဲဖေးဘုတ်ကြည့်တတ်တဲ့လူတွေတော့တီးကြမှာဖေးဘုတ်မကြည့်တတ်ရင်တော့လည်းမတီးဘူးပါတော့ပုံစံနဲ့လည်းတော့မတီးဘူးပုံစံ ตรงสังหาตีกบีได้ตีบีได้ได้แรงมาแรงมาเด็ดขาดเลยเอาตะพีตัวฟังดูตะพีรูปแบผมมาลุกแบบยี่ถ่ายตัวโอ้โหยีเล่ลูกยี่อีเล่ลูกเลยยี่เลยคนซาละบาทผมมาซาละบาทเอาดีละฮเออคนน่าเบื่อจะรู้แบ้ว่าเนาะไอ้ลูกเรียธรรมกุญแจสองชฉาเย่ตะแมกาหรือสาวเออเขมรรู้ตัวมันเพื่ออะไรวะจะรู้ที่เขมรเพื่อปีต่อไป ်ပါဗျာเนาะအဲကျွတို့နှစ်ပတ်လဲကြာရင်တော့အဲ့ဒီဖွဲ့ဖွဲ့မယ်လို့သူစိတ်ကူးထားပါတယ်မှန်ပါဗျာအဲ့ဒီဖွဲ့မှာပါစီကန်နေထားမယ်ဆိုတော့လေကုစင်သာတော့မရှိပါနဲ့မှန်ပါဗျာအဲဖွဲ့ဝင်စီကန်ပေါ့ဗျာမှန်ပါဗျာဒါတော့လည်းမဟုတ်ပါဘူးပြီးဆိုတော့ကမ္ဘာဝါဒဗုဒ္ဓဘာသာတိုင်းလိုက်နိုင်အောင်စီကန်မဟုတ်ပါဘူးဒီလိုကမ္ဘာဝါဒဗုဒ္ဓဘာသာဆိုတဲ့သူကတော့အရိယာဓမ္မကိုပဲဒီမြေဖြစ်နေသူတို့လိုက်နာကြမှာပေါ့နော်အဲခုနကပြောကြတဲ့ ရိယာဓမ္မကုညီစောင်းလျှောက်ရေးဓမ္မကဆွေငါတော့သူကတော့တာမန်ပိစုပန်ကဘာဝရဗုဒ္ဓဘာသာထဲနဲ့ပူသွားရတယ်ဘာလို့ရှင်တော့လူမှုမတော်တာတွေကိုပါထင်တယ်ရတော့အဲသူထင်တယ်ရတော့ပဲပေါ့နော်ဟုတ်ပါဗျာအဲလူစရောသူ့အတွက်တော့အချိန်လေးရဟိုဘုရားရဲ့တရားတော်လည်းပါပြောမယ်ဆိုရင်ကတော့ဓမ္မရဲ့ဝိနည်းရဲ့လို့နှစ်ခုရှိတယ်ပေါ့နော်ဓမ္မကတော့ပုဂ္ဂိုလ်တိုင်းလိုက်တာဟိုရအတွက် မ္မပါပဲဝိနည်းဆိုတာတော့အဲ့ဒီဓမ္မတွေကိုဖြန့်ကျက်ပေးနေတဲ့ဘုံကြီးတွေကိုတန်ခါခေါ်တော့ရအဲ့ဒီတန်ခါလေးပဲလိုက်နာရမယ်ဟာကြတော့ဝိနည်းလို့သူတို့ခေါ်ပါတယ်ဗျာအဝိနည်းကတော့ဓမ္မထက်ပိုပြီးတော့ဒါလူမှုနဲ့နှိစက်တယ်ပြောကြပါလို့နော်မှန်ပါဗျာအဲဝိနည်းဓမ္မကတော့တကယ်လူမှုရဲ့ဒါတရားတွေကမတရားဘူးလို့ပဲအဓိပ္ပာယ်ရှိပါတယ်ဝိနည်းကတော့တရားတွေမတရားဘူးတော့ကတော့ လို့ပြောမှာပေါ့နော်အခုနပြောခဲ့တဲ့လူရဲ့တယောစရာကဲစရာပြောင်းအောင်စရာတိတ်မဖြစ်အောင်တော့ပေါ့သွားတာမိတာဖြစ်လာတော့အကျိုးတို့အဲ့လိုရင်းပြကြလို့ရင်းပြအောင်ဆောင်ရွက်ကြလို့အဲလို့သူတို့အောက်မိတ်ပြီးတော့အဲ့ဒီစီကံလေးတော့ဒါလောက်ပဲလို့သူတို့အောက်မိတ်လို့ပါပဲအဲကျိုးတို့ကဟိုရရတော့ထားလိမ့်မယ်နဲ့သူလေးကကျိုးဘူးတိုင်းမပြားရဘူးဟောဒီကတိုင်ပလန်နေပြီးရတော့ အဲ့လိုပဲအဲ့ဒီဒီဘုံမှာတက်ကြတဲ့ပုဂ္ဂိုလ်အမှန်တော့ကျုပ်တို့ဘုံမှာတိတ်လေစကားမပြောတတ်ဘူးထင်တယ်ဗျာစကားမပြောတတ်ဘူးထင်တယ်စကားတွေကကြမ်းကြမ်းပြီးသွားကြတယ်ပေါ့ဗျာဆိုရပါစို့စကားတော့ပြီးသားတော့ပြောကြမှာပေါ့နော်ကြမ်းလို့တော့လည်းဘယ်ကြိုက်ပါမလဲပေါ့နော်မှန်ပါဗျာအမှန်တော့ကြမ်းနေဆိုတာပါမန်ယူကြမ်းတော့ကြမ်းနေဆိုတဲ့ဒီဖုဒ္ဒဝါဒါဆိုပြီးတော့ခရီးရလဲတာ ဒုစရိုက်တရားတွေမှာကြားမှုပါဗျာနော်ပုဒ္ဒဝါစာဆိုပြီးတော့ခုသူပြောပါတယ်ပုဒ္ဒဝါစာဆိုတာကျုပ်တို့အရကတိတာဆိုတာဆဲနေစကားဗျာအာဒီကောကွာဆဲတယ်လို့ဆိုရင်ဒီပုဒ္ဒဝါစာတွေပြောတယ်တလူပြောပါမှာဗျာနော်အဲ့တော့ဆဲတယ်ဆိုတာလည်းပဲအဲကျုပ်တို့ပမာရီသိမသိဘူးချင်နေဗျာကျုပ်တို့ကိုယ်တိုင်ငယ်ငယ်ကလည်းမသိဘူးဗျာမသိဘူးလို့ဆိုတာကျုပ်တို့ညီကိုနှောက်ရှိတယ်အကျုံနဲ့ကျုပ်အကူပေါ့နော် ယုံနေကြိုးကိုလည်းဆက်ဆံရင်ပါခလိတော့လေရံလက်ခဏခဏတော့ဖြစ်မှာနဲ့တူပါတယ်ဗျာအဲ့လိုရံဖြစ်တဲ့အခါကျတော့ဆဲတာဟိုတယောက်ကိုတယောက်ဝင်းဝင်းကားပါညာနဲ့ဒီလိုပေါ့ဗျာအဲ့တော့မေရကြားတယ်မေရကြားတဲ့အခါကျမင်းတို့ကတမေအေးကြီးမွေးလာလားတဲ့အဲ့တို့တို့မွေးတယ်တို့ကအဲ့ဒါလည်းမသိဘူးဗျာအမတော့သူ့မေကကိုယ်မေပဲလို့ဆိုရင်တော့မင်းမင်းကဆိုလို့ရှိရင်တော့ကိုယ်မေကိုပါလို့ဆိုဖြစ်သွားပြီပေါ့ဗျာတော့ ။ तू ကတော့အဲ့ဒီအသေးပဲကြီးနဲ့ကိုကျွတ်လို့မင်းတို့ကတမေးစီမွေးတာမို့လားလို့အဲ့လိုပြောပြီးပါဦးတာလေ။သူကတော့ဆဲတဲ့စကားလုံးကိုဆဲကြတာဟာကိုတစ်ဖက်သူနာဖို့အတွက်တော့ပဲစိတ်ကူးပြီးဆဲတာဗျ။အဲ့ဆဲတဲ့စကားလုံးရဲ့အနက်အသေးပဲကိုအသိတဲ့ပုံမရှိဘူး။ဒီအနက်အသေးပဲကသိုးသွားတယ်။သိုးသွားပြီမလို့လည်းပဲသိုးသွားမှန်းတောင်လည်းသိပြီတဲ့ပုံရှိဘူး။အဲ့ကြောင့်မလို့ ဒီဆဲတာနဲ့ဆက်လျင်လို့ဆဲတယ်ဆိုတော့ပြုတ်တော့ဝါသားနဲ့ဆက်လျင်လို့ဝယ်တိကျဖို့ကောင်းတယ်ဗျာတို့ရဲ့ဟာလို့ဒိုးလူလေးလို့တိကျဖို့ကောင်းလိုက်တာပေါ့အဲဆိုကြပါစို့ဆဲတာဆိုတာအချက်ဆယ်ချက်ရှိတယ်လို့တို့တို့ဝီနီးမှာတင်ရတယ်ပေါ့ဗျာဆဲတာနဲ့ဆက်လျင်ဗျာဟိုဇာတိအဲသူ့ရဲ့ဇက်ကိုပြီးပြီးတော့လည်းဆဲတယ်လို့ဒီလိုမျိုးလို့ပြောတယ် ဆဲတာတကယ်တော့နင်းအမိနဲ့လည်းမဆက်ဘူးနင်းဖေနဲ့လည်းမဆက်ဘူးနင်းဘာဖြစ်မလားညာဖြစ်မလားလည်းပဲမဆက်ဘူးသူ့အမျိုးသူ့ဇာတိပေါ့သူ့ဇာတိကဥပမာတစ်ခုပဲအဲသူကကချင်ဖြစ်နေဆိုမင်းတို့ကချင်ကလို့အဲကျွတ်တော့ဒီလိုပြောလိုက်မယ်ဆိုရင်အဲရဆဲလာရောအဲချင်းဖြစ်မလို့မင်းတို့ချင်းလူမျိုးကအဲအဲ့လိုမျိုးလို့ပြောလိုက်မယ်ဆိုရင်ဆဲလာလို့ပြောပါမယ်နော်အဲနာမ အမီနဲ့လဲဆဲတယ်ဗျာဥပမာဘောင်ခွေးဆိုတဲ့နာမည်မှဲ့ထားတယ်ဆိုတော့ဗျာဘောင်ခွေးဆိုတာသူ့အမေသူ့မိဘသူ့မွေးကစားတော့သူ့မုံလုံးလို့ဘောင်ခွေးလို့မှဲ့တာလို့မမှတ်နဲ့နော်မှန်ပါဗျာကျုပ်လူတယောက်ကိုတွေ့တယ်မြင့်ငယ်ကအမျိုးသမီးတယောက်သူ့နာမည်ကတော့ကြီးခဲ့ခတ်တည်တာတော့မလှမြိုင်လို့သိကြပါတယ်သူသူအဖေကတုံးမြောင်ချစ်တယ်လို့ပြောတယ်သူမွေးလာတော့သူကလည်းတမီးဦးပေါ့ညာ ဲ့လိုနာမည်ဘယ်လိုပေးရမလဲကိုမသိဖြစ်နာမည်အကောင်းစားပေးခြင်းလို့ဆိုရတာနာမည်ရေးတာနောက်ဆုံးမှကျတော့ဝတ်မလေးလို့ချစ်စရာကောင်းနေတယ်ဆိုတော့မဝတ်မလို့ရေးတော့ပြန်တူအကောင်းစားနာမည်ရွေးလိုက်ခါမှာဝတ်မလို့ဖြစ်သွားပြီဆိုတော့တကယ်လို့ဒါအဲ့လိုပဲဒီနာမည်သာတွင်နေမယ်ဆိုရင်အဲဝတ်မမလို့မင်းဝတ်မပဲလို့ပြောလိုက်ရင်ဟောအဲ့ဒါဆဲတာပဲဗျာဒါဒီနာမည်နဲ့ဆဲတာနော် ကုတ္တဆိုပြီးအနွယ်နဲ့ဆဲတာလည်းရှိတယ်လို့ပြောတာပေါ့အနွယ်ကတော့ကျုပ်တို့စီပါအနွယ်တိတ်ကြီးမထင်ရှားဘူးဗျဥမာလူကချင်တို့ဘာတို့မှဆိုရင်တော့အဲလက်ချိန်မျိုးလက်ဆံမျိုးအစရှိတဲ့ဖြင့်အနွယ်တွေရှိတယ်ဗျာနော်အဲသူတို့နာမည်တွေထဲမှာကိုအဲ့ဒီအနွယ်တွေကပါတယ်နာမည်တွေမှာပေါ့ဗျာအဲ့နာမည်နဲ့ခေါ်ပြီးတော့လည်းပဲရှုံချတာမျိုးပါဒါဆဲတာပဲဗျာနော်ဇာတိနာမကုတ္တကမ္မ အလုံးနဲ့ဇက်လျင် ပြီးတော့လည်းပဲသူ့ကိုဒါပြောတာမျိုးရှိတယ်ပေါ့ဗျာအလုံးနဲ့ဇက်လျင်လို့ဆိုတာဥပမာတာမန်လုံနေကြရာနေပြီးတော့တချို့ကတော့လည်းမြည်တူးပြီးတော့အလုံးလုံစားတာ၄ဟုတ်တယ်တချို့ကလည်းထင်းခုတ်ပြီးတော့အလုံးလုံစားတာ၄ရှိနေတာပေါ့ဗျာနော်မင်းလူထင်းခုတ်စားတဲ့ကောင်စားအများလားကွာလို့ဟဲ့ဒီလိုပြောလိုက်တယ်အဲ့ဒါလည်းသေးတာပဲဗျာနော်အဲ့တော့ဇာတိနာမဂုတ္တကာမ နောက်တစ်ခါသိပ္ပလို့ဆိုရဲအတတ်တော့သူတတ်ပညာကအဲဆိုကြပါစို့အဲသူတတ်တာဘာတတ်တလဲလို့ဆိုလို့ရှိရင်အလက်သမားလောက်ပဲလောက်တတ်တယ်အဘယံလောက်ပဲလောက်တတ်တယ်လို့ဟာမင်းလူဘယံသမားကမင်းလူဘယံအတတ်ပဲတတ်တဲ့သူကအဲဆရှိပြန်ကဒါလည်းဆဲတာပဲလေဗျာဒါအဲ့တော့ဇာတိနာမဂုတ္တကာမသိပ္ပဩဒီစကားလုံးနေရလည်းပဲ ဆဲတာရည်တယ်လို့ဆိုတော့အာဘာဒသူ့ယောဂနဲ့လည်းဆဲတယ်ဘောချောင်းတဟုတ်ဟုတ်နဲ့ဆိုးနေရလို့ဆိုမင်းတို့ချောင်းဆိုးနေတဲ့ကောင်ကပြောလိုက်ပဲဆိုတာပြန်တော့ဒါမှမဟုတ်လည်းပဲအနာကြီးယောဂါရှိနေဆိုမင်းတို့အတူကအတော့တခါတည်းမျက်စိကလေးပေးပြီးတော့နေနေမင်းတို့မျက်မေးကဆက်ရှိပြန်ပေါ်ရတော့အဲတခါတည်းကောင်းပါစေဘင်းကြီးကထိတ်ကပြောင်းနေဟာထိတ်ပြောင်းကြီးကပြန်ပြောနေကွာဆိုတော့အဲလိုပြောရတယ်ဒါလည်းဆဲတာပဲလေပြတာအဲလိုပြောမစင်တော့ ယောဂနဲ့လဲဆဲတယ်ပေါ့ဗျာတော့ယောဂနဲ့ပြောတာလဲအဲ့တော့ဇာတိကာမကုတကာမသိပ္ပအာဘာဒဟုတ်တော့လေကိကဥမာမျိုးသမီးကိုပြောချင်လို့ရှိရင်မင်းလူမျိုးသမီးကနင်းလူယောက်ျားလားအဲဒါမျိုးပြောလိုက်ဟောအဲ့ဒါလဲအသွင်နဲ့ဆဲတယ်ခေါ်တာပေါ့ဗျာလိန်နဲ့ဆဲတာခေါ်တာပေါ့တော့အဲဆဲတယ်ဗျာအဲ့ဒါလိုပဲဆဲတာတွေဟာပြောမစင်တော့ရှုပ်ချတဲ့လေတံ ကရဟာတံပေါ့ဗျာအဲသူစိတ်ဓာတ်ကလည်းရှုံချတဲ့စိတ်ဓာတ်မျိုးနဲ့ပြောတဲ့ဟာမျိုးတွေဆိုလို့ရှိရင်ဆဲတာတွေပဲဗျာတို့တို့မန္တလေးမှာဖောင်တော်ဦးဆိုတဲ့ဘုရားဒီဖောင်တော်ကြီးသင်ပညာရေးကျောင်းရှိတယ်လေအဲ့ဒီဖောင်တော်ကြီးဦးကျောင်းဆိုတာတော်တော်နာမည်ကြီးတယ်ဗျာသူတို့ခစ်တဲ့ဒီခြိုက်စစ်တာဆိုပြီးတော့ကလေးဘုရားသစ်သားဘုဟုပြုပြီးတော့တရားပေးတဲ့ကျောင်းပေါ့ဗျာအဲ့ကျောင်းဆိုလို့ရှိရင် အဲမင်းဒီလိုလုပ်ဖို့နဲ့တော့သံမွေးအောင်ပါမလားလို့ပြောတယ်ဆိုတော့ဗျာအဲအဲ့ဒါဆိုရင်ကိုပဲဒီကလေးကိုနှိကွတာတဲ့အဲ့ကြောင့်ကအဲ့လူကို ပြောရဘူးတယ်ဗျာကဲအဲ့ဒီလောက်တော့မပြောရဘူးတဲ့အဲကလေးကနည်းနည်းစာစိတ်ဝင်စားတာနည်းတယ်လို့ဆိုလို့ရှိရင်ကြားနေပြီးတော့စိတ်ဝင်စားတာနည်းတာကိုပြန်နဲ့လုံလို့ပြောတာပြောပါမင်းဒီတိုင်းပေါ့ဒီပုံနဲ့တော့မင်းသံမွေးကြားကြာရှိတယ်သူ့ကိုချင်းချောက်လိုက်တာပဲဒါကလေးကိုအဲ့ကြောင့်ဆိုရင်အဲ့ဒီလိုတော့မပြောရဘူးလို့ဆိုတော့ ဒါသူတို့တော်တော်ကိုစီကံကလနာကိုအတော်အပြေလေလိုက်တာလေသူတို့ပြောရမှာဗျာနော်ကျို့တို့ကိုဝိသောကမ္မဝါဒဗုဒ္ဓဘာသာလည်းပါနင်းနေကြတဲ့သူတွေဒီအင်တာနက်လည်းပဲတက်ကြတဲ့သူတွေရှိပုံများတော်များများရှိကြတဲ့ပုံရှိနေဗျာအဲအဲ့ဒီတဲ့စီလည်းတဲအပြေလေနဲတယ်လို့တွေ့ရတယ်ဗျာရေးချက်ချွတ်ကြတာပေါ့ဗျာတော့ဗျာမကြိုက်မကြိုက်တယ်လို့ခိလိုက်ကြတာပေါ့ဗျာနော်သွန်အော်ပြီးလာတဲ့ခါတည်းတချို့ဆိုတော်တော်စူးစူးဝါးဝါသိုးတယ်နဲ့တူတယ်ပြောကြတာတွေပါပေါ့နော် အဲ့တော့ဒီအဆဲတင်တန်းလေးတောင်ပေးရအောင်မလို့လို့ရှိနေတယ်လို့ပေါ့နော်ဒီတိတ်ဆိုတဲ့ကနေပြီးတော့ပေါ့ဗျာအင်တာနက်ကနေပြီးတော့ဒီလိုပြောဆိုတာဟာတော့ဖြစ်လူကြီးလူကောင်းတယောက်ရဲ့တကယ်ရင်ကြီးတဲ့ဆဲစကားပြောမဟုတ်ဘူးဟိုတော့ပေါ့ဟိုဒူးစရိုက်မြောက်တဲ့စကားဖြစ်တယ်လို့ဆိုတာမျိုးပေါ့ဗျာဟုတ်ပါဗျာအဲမတင်လည်းမတတ်ဘူးဗျာတင်မှလည်းတတ်ပါပေါ့နော်အဲကျွတ်တို့တွေခုလိုလိုမျိုးလိုတည်နေတာတောင်ပါ ငငယ်ဝီနီးသိခါတင်ရရနေပြီးတော့အကြောင်းဆက်ပြီးတကလားအဲ့ဒီစီကိုရောက်သွားလို့ကျုပ်တို့လည်းအစုံမလုံးသိတာပြောမှာပေါ့နော်။အဲ့တော့ပြောပါစေမသိရင်တော့လေကိုလည်းပဲဆဲတယ်ဆိုတာနင်းမေငါမေတွေနဲ့ gain တော့မှာဆဲတယ်လို့ကျုပ်တို့လည်းသိကြတာဆိုတော့အဲ့ဒီလိုမှတုတ်တာမဟုတ်ဘူးလို့ဆိုရင်တော့လေဆဲတာမဟုတ်ပါဘူးလို့ထင်ရင်ထင်ပါဗျာနော်။ အဲဒီခါခါကျုပ်တို့တွေကိုလည်းစုပ်ပြတ်နေအောင်ရှုပ်ချတယ်လို့ကြားရတာဟိုကိုယ်စုပ်ပြတ်နေအောင်ရှုပ်ချခံရလို့ရမဟုတ်ပါဘူးခုပြောတာဟာတော့ဗောနော်ဘု து လည်းပဲစုပ်ပြတ်နေအောင်တော့မရှုပ်ချနိုင်ဘူးသူတို့ကဆဲလဲကိုယ်ကဖြစ်ပြမဆဲနိုင်ဘူးဗောဗျာကိုယ်ကနေပြီးတော့အပြေးလဲပြောရမှာဗောကျုပ်တို့ဖျားကိုအဲသူ့လက်ထက်တော့ကဘုံနှတယောက်ဆဲတာတွေ့ရတယ်ဗျာဘုံနှတယောက်ကသူကပြဲထားတာနဲ့တွေ့ပါတယ်ဖျားကြွသွားတော့သူတို့မြို့သူတို့ရွာရောက်တော့ အဲနေရထဲစရာသူတို့ရွာနာမြို့နာမှာလည်းပဲတမာတော်ကြီးရှိဟန်တူပါတယ်သူတို့အညာမြန်ဖြစ်လို့လည်းမပြောတော့ပါဘူးဒါအဲဒါလို့တမာတော်ကြီးအောက်မှာပဲရဟန်းနေနေကြတယ်လို့ပြောတယ်ကံဆိုးကျင်တော့အဲ့နေ့ကြမှာလည်းပဲသူတို့ဒီမှာဘိုးကောင်ကြီးရှားပြီးဖြစ်ပြီးကလည်းငတ်ကြပြတ်ကြတဲ့နဲ့တူပါတယ်သွန်တမနဲ့လုံခံလို့တောင်တယောက်စားလောက်မရဘူးအဲ့လိုဆိုတော့သူတို့လည်းပဲဒါရဟန်းနေလည်းပဲတော်တော်အခက်ခဲတော့ဖြစ်မှာပါ ြစ်သွားမှာဆိုတော့ပြဿနာဘယ်လိုပြေးလဲသွားတော့ဆိုတော့ဟိုမြောက်ပိုင်းကနေပြီးတော့တောင်ပိုင်းကိုသွားပြီးတော့မြောက်ပိုင်းကအိန္ဒိယမြောက်ပိုင်းကမြင်းမွေးတဲ့လုပ်ငန်းကိုလုပ်ကြတာပေါ့ပြီးတော့အဲ့ဒီမြင်းမွေးတဲ့သူတွေကနေပြီးတော့တောင်ပိုင်းသွားပြီးတော့မြင်းနေရောင်းကြမှာပေါ့တောင်ပိုင်းသွားပြီးမြင်းနေရောင်းတဲ့တောင်ပိုင်းမှာဆိုကြပါစို့အဲတာဝုထီရှိမယ်ရာဇကျိုးရှိမယ်အဲ့ဒါလိုတိုင်းပြည်ကြီးတွေမှာဒါမြင်းနေပဲသူတို့တုံးချကြမှာဆိုတော့အဲ့ဒီမြင်းနေကိုသူတို့ဝယ်ကြမှာပေါ့ရှင်မြင်းနေကလည်းဝယ်မှာပေါ့ သူရဲ့စစ်တပ်တွေဘာတွေမှတုံးအောင်ပေါ့နော်အဲမြင်းနေသွားရောက်တဲ့အခါမြင်းနေလမ်းသွားရတာလမ်းမောင်းသွားရတာဆိုတော့တော်ရင်လာရင်နဲ့နည်းနည်းနာဖျားမကြက်ဖြစ်တာတွေဘာတွေလဲရှိမှာပေါ့မြင်းမှာအဲ့ဒီခါမှာဆိုတော့တာမန်မြတ်တို့လိုဟာမျိုးလောက်ပဲကြောက်ပြီးကြွေးုံနေတယ်လေမလုံတော့ဘူးလို့ဆိုတော့အဲ့နာဖျားမကြက်ဖြစ်တဲ့မြင်းနေကိုကြွေးဖို့ရန်အတွက်ဂျုံချမ်းနေလည်းပဲပါလာတယ်မြင်းစာပေါ့မြင်းစာဆိုတဲ့အတိတ်ပဲနဲ့အဲ့ဂျုံချမ်းနေတင်လာတယ် အဲ့ဂျုံညာနေအဲ့လိုပဲရဟန်းနေဆုံးမစားတာကိုသိတဲ့အခါကျတော့အဲ့ဂျုံညာနေကိုတနေ့ကိုတလက်ဆုံးတလက်ဆုံးပေါ့ဗျာတလက်ဖက်တလက်ဖက်လှူတာပေါ့အဲ့ဂျုံညာနေကိုအဲလှော်ပြီးတော့အမှုန့်ကြိတ်ပြီးတော့စားတာပဲပေါ့လည်းပဲဟုတ်တယ်တိဘက်လူမျိုးတွေရဲ့ဒေသကြီးပါဆိုရင်အဲ့လိုစားနေရတဲ့အဖြစ်တရားအခုထိရှိတယ်ဗျာသူတို့ဆိုအဲ့ဒီရောက်သွားမှသိရတယ်ဩတို့စားတဲ့ပေခဲ့ပါတယ်စားပါလို့ဆိုတဲ့ဟာ ဒီကြုံချမ်းနေအမှုကြိတ်ကြစားတယ်ဆိုတာဒီဒီဘက်ကခေါ်တဲ့စံပါပဲလို့စံပါဆိုတာအဲ့ဒီကြုံတွေကမှုကြိတ်လိုက်ပြီးတော့မစည်းဘူးမစည်းတဲ့အတွက်မုန်းလို့လို့မရဘူးအဲ့တော့ဘာလို့တို့ဆိုအဲ့ဒီကြုံချမ်းနေကိုဒီဘက်တည်းကလှော်တယ်လှော်ပြီးတော့အမှုကြိတ်လိုက်လို့ချင်းဒီအမှုနေကိုလက်ကလေးနှစ်ချောင်းတဲ့အမှုနေကိုယူယူပြီးတော့ဒီပါဇက်ထဲကိုပြစ်ပြစ်သွင်းရတယ် ဒါလိုပဇက်တွေထွက်လိုက်ရင်လည်းတီးကြီးတွေပါဒီစိုးသွားတာဒီလက်တီးစိုးသွားရင်ဟိုဘက်နှိုက်လိုက်လို့ရှိရင်အောက်ကကြုံချမ်းနေပါပါအဲတီးကြီးတွေပါဒီဖြစ်သွားမစိုးလို့နေမှာပေါ့ဗျာဒါလိုလေးအပုံကလေးတွေကိုလက်လက်နှချောင်းလေးနဲ့ယူရပြီးတော့ပဇက်တန်းရောက်လို့ရှိရင်ပဇက်ဟာလိုက်ပါဖတ်စစ်သူတို့ပဇက်ထဲကိုပြစ်သွင်းလိုက်ကြာတယ်အဲကျုပ်ကတော့ရောက်တဲ့အခါတော့ပြောတယ်အဲငါ့ကိုကြွေးနေတာကြွေးသွားလို့အဲ့ဒီဂျုံမှုတော့မကြွေးနဲ့လို့ပြောတယ်ဒါငါပဇက်တာဘူးလို့ငါအမှုစားလို့ရှိရင်ပြီးတယ်ဟာလို့ ငါတို့ဒီမားကလေးကကိုကငါဖြင့်ဟိုလေပေါ့ရဆားတို့ဘာလို့လို့ဆေးတွေကိုငါအမုံတွေကိုပါးစပ်ထဲသွင်းလို့မရဘူးလို့သွင်းလိုက်လို့ရှိရင်ငါတီးကျင်တယ်လို့မမျိုးတတ်ဘူးလို့နှာခေါင်းထဲကပြန်ပြန်ထွက်ကျင်တယ်လို့အဲကြောင့်မလို့ငါအဲ့ဒါမကြွေးကြနဲ့လို့သူပြောရတယ်ပေါ့ဗျာဒါပေမဲ့တီးလိုက်ရတာကတော့ဘာလို့ဆိုတော့ဩငါတို့ဖျားဝိရင်းသားကိုရောက်တော့ကအဲ့လိုမြင်းသမားတွေကနေပြီးတော့ဒီဂျုံချန်းနေလှူတယ်ဆိုတာသိသိသိုးသိုးဝါးကြီးတော့မဟုတ်ဘူး ဒီကလူတွေလည်းဒီလိုစားနေကြရတာပဲလို့အဲ့လိုမျိုးများတောင်းသိမိပါတယ်အဲဆိုလိုတာတော့ဖြင့်အဲဂျုံချမ်းနေပဲဒါဖျားရဲ့တပည့်တွေဖြင့်စားနေရတယ်လို့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလည်းသူ့ပင့်တဲ့တကားကမိနေတယ်လို့ပြောတာပဲဗျာမိတာတော့လည်းဟုတ်မှမထင်ပါဘူးနောက်တရင်ကျွတ်လောက်ရောက်တဲ့အခါကျတော့မှအဲ့ဒီတကားဖြစ်တဲ့ပုံသားလာတယ်အဲ့မျိုးပိုင်းနေပါဘောဗျာနေပိုင်းပေါ့နော်အဲ့ဒီနေကိုအချိုးရတဲ့ပုံသားကြီးပေါ့သူကတထေးနဲ့တူရတယ် သူကလာတဲ့အခါကျတော့သူကလည်းအသက်လည်းကြီးပြီနဲ့တူပါတယ်။ဘုရားစီလာတဲ့အခါကျဘုရားကသူ့ကိုနေရာမပေးဘူး။နေရာမပေးဘူးဆိုတာလူကြီးဆိုတာရင်ကြီးတဲ့လူတွေကလူကြီးတယောက်လာတယ်ဆိုရင်နေရာထိုင်ခင်းကိုကွက်ထားပြီးတော့ကျူစွာတယ်။နေရာပေးရတဲ့တင်နေရာကြွားပါခင်ဗျာကြွားပါနဲ့ပေါ့ဗျာ။ဘုရားကအဲ့ဒါလို့မလုပ်ဘူး။သူ့ကိုမကျူစွာဘူးပေါ့ခီးဦးမကျူစွာဘူးပေါ့။အဲ့တော့ဘုန်းနာကစိတ်ဆိုးတယ်ဗျာ။စိတ်ဆိုးပြီးတော့ဆဲတယ်ဗျာ။ဆဲခွန်းလောက်ဆဲတယ်ဗျာဆဲရတယ် ကိုလုံးတော့လည်းကျုပ်လည်းမမှတ်မိတော့ဘူးဆယ်ခွန်းလောက်တာဘောက်ဆိုတမနောတိအဲ့လိုလည်းဆဲတယ်နေဘောဟောတိအဲ့ဒါလိုလည်းဆဲဆဲတယ်ဗျာဒါသူဆဲတာလေးတွေကမမှီတာလေးတော့နေဘောဟောဆိုတာဘာပြည့်စည်မှမရှိတဲ့အကောင်လို့ပြောလိုက်တဲ့သဘောပဲဗျာဒါနော်အဲတမနောတိဆိုတာတမနာဆိုတာအထီးချောင်ဗျာတတောင်းသားပေါ့ဟိုတတောင်းသားကိုလည်းတကယ်တော့တမနာလို့သူတို့ခေါ်ရတယ်ဘာလို့လဲဆိုတော့သူတို့ကနေဝိညာဉ်သာမရှိဘူး ါသူတို့ဘာမှမရှိဘူးဘာမှခံကြရသလိုအဲဒီလိုမျိုးလို့ဖြစ်တဲ့အတွက်အဲ့ဒီသူ့ကိုတမနာလို့ခေါ်တာဆိုတော့တမနောတိလို့လည်းဆဲတယ်ကြာဘာမှမရှိတဲ့ကောင်ဒါအထီးကျန်ကောင်ဆိုင်ပြေဘရားလည်းပဲဟုတ်တယ်ဟုတ်တယ်တဲ့ဆိုတာမျိုးလို့ပြောတာပဲဗျာ तू ပြောတာကို तू ဆဲတာကို ပြန်မဆဲရုံနဲ့မကပဲနဲ့တမနောတိလို့ပြောတာရှင်ဟုတ်တယ်ဟာတမနာပဲဘာလို့ဆိုတော့ငါတဲ့တကယ်ပဲဘာမှစာရေးတောက်တာတွေပါနေစုဆက်ပြီးနေတာမဟုတ်ဘူး ဒါဟာအဲ့လိုပဲဘာမရှိဘဲနဲ့နေတာဖြစ်တယ်ပေါ့ဗျာနေဘောဂောတိဆိုလဲဟုတ်တယ်ဆိုတာမျိုးလို့တဲ့ तू ကတော့ तू ဆဲတာကိုမဟုတ်တဲ့ဟာဆိုလို့ရှိရင်မဟုတ်ဘူးပေါ့အကိရိယဝါဒောတိအဲသူတို့လည်းပြောလိုက်သေးတယ်နောက်ထပ်တစ်ခေါက်အကိရိယဝါဒောတိဆိုတာဟိုကပြောတာကတော့ဘာကံမှမလုပ်တဲ့သူအဲကုသိုလ်ကောင်းမှုမလုပ်ဘူးဆိုတဲ့သူပေါ့ဗျာအကိရိယဝါဒောဆိုတာကုသိုလ်ကောင်းမှုမလုပ်ဘူးဘာကံမှမလုပ်တဲ့သူဆိုဟုတ်တယ်တဲ့ငါကံနေကိုဘာမှမလုပ်ဘူး ပဲဘိုးတော်ကဒီမှာကံနေမရှိဘူးတဲ့ကြရတော့ဗျာပြောတာပဲဗျာအဲနောက်ဆုံးပြေးကြတဲ့ခါကျတော့ဗာသူဘာပြောလဲဆိုတော့ဘုန်းတော်ကြီးတဲ့မင်းဟိုမင်းကိုအဲ့ဒီဆောင်တော့မယ်ကောင်းကောင်းနေလာတယ်ဆိုတာဩတဲ့မင်းလဲစားစရာတောက်စရာကောင်းကောင်းနေတဲ့အဲ့ခါမှာပဲပေါ့တဲ့အဲ့ဒီလိုအဲ့ခါတဲ့ခါမှာအဲ့ဒီအဲ့တဲ့တွေကလည်းစကားပဲလာပြောတာဖြစ်တဲ့အတွက်အเจ้าရာပဲလာဆောင်ရွက်တာဖြစ်တဲ့အတွက်အဲ့ဒီကြွေးထားတဲ့အဲ့ခံထားတဲ့ဇာကောက်တော့ဖွဲ့တွေကိုမစားဘူး မစားဘဲနဲ့ပဲသူတို့ပြန်သွားကြပြီဆိုတော့တဲ့အဲ့ဒါတွေကိုဘယ်နဲ့လုပ်မလဲလို့မေးရတာဒါတော့ကိုယ်ကကိုယ်ပြန်စားမှာပေါ့သူတို့ကြွေးတာမှသူတို့စားမသွားဘူးလို့ဆိုရင်ဒါကိုယ်စားမှာပဲပေါ့လို့အေးဘောဘမင်းဆဲတဲ့ဟာတွေလည်းပဲငါလက်မခံဘူးဘောမဲဟာပဲမင်းပြန်ယူတော့လို့ဆိုတဲ့သဘောမျိုးပဲပြောတာဗျာကဲသူကတော်တော်ကောင်းတာလို့ပြောပါပဲဗျာသူရဲ့ပြောဖို့ဆိုဘောနော်ကျွတ်တို့ဖျားရဲ့ပြောဖို့ဆိုဘော